မတို့ဗျာမတို့ဟုတ်ကဲ့ပါလွန်ခဲ့တဲ့သတင်းတစ်ပတ်အတွင်းမှာပဲတက်ခိုင်ကန်ချနာဘူရီခိုင်မဲဆိုင်ခိုင်စတဲ့ထိုင်းနယ်စပ်ဒေသအသီးသီးကဝင်ရောက်လာကြတဲ့မြန်မာနိုင်ငံသားထောင်လောက်ကိုထိုင်းအာဏာပိုင်တွေက ဖမ်းမိလိုက်တာပါဒီလို ဖမ်းမိတာတွေဟာ အခုတလောထိုင်းကိုမြန်မာတွေပုံမဝင်ရောက်လာနေတာကြောင့်လို့ဆိုပါတယ်အဓိကဒီအာဏာသိမ်းတဲ့နောက်ပိုင်းမှာစိတ်ယုံလေးတူတူများများလဲ ပြစ်သွားတာတွေ့ရတယ်စိတ်ယုံပိုင်ချန်တွေကလည်းအနည်းဆုံးတွေထိုင်းနိုင်ငံကိုရွှေ့ပြောင်းလာကြတာတွေလည်းများစွာတွေ့ရတယ်တွေ့ရတဲ့အခါကျတော့ဒီကနေရွှေ့ပြောင်းလို့သမားတွေများလာတာမြန်မာနိုင်ငံကရွှေ့ပြောင်းနေပြောင်းလာတာလေအဓိကပြင်ကြည့်မယ်ဆိုလို့ရှိတချို့စိတ်ယုံတွေကမြန်မာနိုင်ငံကနေပြီးတော့ထွက်သွားတာလေဥပမာမြန်မာနိုင်ငံမှာလုတ်တဲ့လောကခါနဲ့ဒီထိုင်းနိုင်ငံမှာလုတ်တဲ့လောကခါကသူတို့တက်ဘလောက်တိဖုန်လို့လေဆိုတဲ့ဟာကိုစဉ်းစားကြတာပေါ့ဒါပေမဲ့လူမျိုးနိုင်ငံမှာလုတ်တဲ့ခါကျတော့ ဒီဆာရွက်စံနှလိုရတဲ့ကိစ္စတွေရှိတယ်။နောက်ပြီးတော့တခြားသောလူခွင့်ရရှိဖို့မှုတွေရှိတယ်လေ။ကိုယ်နိုင်ငံနဲ့နှိမ့်ရှိတဲ့ခါကျတော့ကိုယ်နိုင်ငံတက်တာနေတာတွေ့တဲ့ခါကျတော့ဒီအများစုကလည်းဒီဖက်ကိုပြုံးရှုလာတာနဲ့တူပါတယ်။ဟုတ်ပေါ့။ဘုခွန်တန်တာจํานวน44คนที่กําลังจะเตรียมအရင်ကဆိုရင်ပြည်တွင်းမှာအလုပ်ကိုင်းရှားပါတဲ့အတွက်ပြည်ပကိုထွက်လာကြသူတွေသာရှိပေမဲ့အခုအခါမှာတော့အာနာသိန်းစစ်တပ်ရဲ့ဖိနှိပ်မှုတွေကြောင့်ပြည်ပထွက်ခွာကြသူတွေလည်း များပြားနေတာပါအဲ့တော့အခုဆိုပုံပြီးမှလောက်ပေါင်းစုကထွက်လာကြတာတွေ့ရတယ်ပညာရေးဆိုလေပညာရေးလွှာကျန်းမာရေးဆိုလေကျန်းမာရေးလွှာလူ့သမားဆိုလေလူ့သမားလွှာနိုင်ငံရေးဆိုလေနိုင်ငံရေးလွှာအဲ့ဒီအလွှာပေါင်းစုကထွက်လာတဲ့အခါကျတော့ကိုယ့်မြန်မာနိုင်ငံရေးအပြောင်းအလဲတစ်ခုဖြစ်ဖြစ်ကိုယ့်မြန်မာနိုင်ငံမှာတစ်ခုခုပြည်ပံပြောင်းလဲရေလွတ်တာဖြစ်ဖြစ်ဒီနေရာတွေမှာပြန်ကြည့်မယ်ဆိုလို့ရှိရင်ဒီလူ့ရည်မြစ်တွေကပို့ပြီးမှဆွန့်ဆွန့်စေတယ်ဒီလူ့ရည်မြစ်တွေကဒီတိဆောက်တဲ့အခါမှာကိုယ့်နိုင်ငံတစ်ခုအပြောင်းအလဲတိဆောက်တဲ့အခါမှာပို့ပြီးမှခက်ခဲနိုင်တယ် အဲအခုကျတော့ပို့ဆိုးသွားတာပေါ့လေခုကျတော့ဆရာနာသိပြီးတော့နောက်ပိုင်းတော့ပို့ဆိုးသွားကြပြီပေါ့လူငယ်တွေရောလူကြီးတွေရောအဲကလေးတွေရောအကုန်လုံးပေါ့လေဘာလို့ဆိုးဆိုးဆိုးသွားတာပေါ့ဘာဘာမနဲ့ကမနေလို့မရတော့ဘူးလေခုအားတွေကဆစ်ဖြစ်တယ်ကျတော့ဘာရီကဒီဒီကြီးလာပြီပေါ့ဟာကိုသိန်းတော့လည်းတက်လာတယ်ပြီးကြတော့ကျတော့အဲ့မလေးတို့လည်းအော်သမှုတော့ဥပဒေရလည်းရှိလာတော့လေကလေးတွေအကုန်လုံးထွက်ပြေးလာကြတာပေါ့လေအာနာသိရှစ်တက်ကလည်းပြပထွက်အလုလုခွင့်နေကိုတင်းတင်းကြပ်ကြပ်ပိတ်ပင်နေတဲ့ဂျားကပဲ အခုလိုမြန်မာပြည်သူပြည်သားတွေကလည်းထိုင်းတရုတ်လာအိုမလေးရှားစတဲ့ပြည်ပနိုင်ငံတွေကိုနှီးမျိုးစုံနဲ့ထွက်ခွာနေကြတာပါခင်ဗျာကျွန်တော်မောင်တူပါ